င်ပသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်လက်သတင်းချက်နဲ့မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးတိကြည့်ရှုနားဆင်ပေးဖို့မြတ်တရရက်ခံအပ်ပါရခင်ဗျာခုတက်ကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဒဝယ်မြို့နယ်ရွှေကူတောင်ပေါ်မှာတဆွဲထားတဲ့စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်မှုတွင်စကောင်းစီတပ်သား၄ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်တနင်္လာနေ့တိုင်းဒဝယ်မြို့နယ် ရွေကူတောင်ပေါ်မှာတဆွဲထားတဲ့ဂျမ်ဘတ်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ရမှာအဂျမ်ဘတ်စကောင်းစီတပ်သား၄ဦးသေဆုံးခဲ့တယ်လို့ဒူရကားစစ်ကြောင်းမှတာဝန်ရှိသူတအိုးကပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ၁ရက်နေ့မွန်လွယ်တနအီခန့်မှာဒဝဲမြို့နယ်ရွှေကူတောင်ပေါ်မှာတဆွဲထားတဲ့ဂျမ်ဘတ်စကောင်းစီတပ်များကိုတော်လန်ရေးတပ်များကဝင်ရောက်ပစ်ကတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ထို့ကဲ့သို့တိုက်ခိုက်မှုတွင်ဂျမ်ဘတ်စကောင်းစီတပ်သား၄ဦးသေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကတော်လန်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ ရွေးကူတောင်ပေါ်မှာရှိတဲ့စကောင်းစီတဆွဲနေထိုင်တဲ့တောင်ပေါ်ချောင်းကိုကျွန်တော်တို့ညီနောင်မမိတ်ရဲဘော်တွေဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါတိုက်ပွဲတွင်စကောင်းစီတပ်သား၄ကောင်တည်ပြီးအများပြားတန်ရာရတယ်လို့ဒုက္ခရာစစ်ကြောင်းမှတာဝန်ရှိသူတဦးကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုဒဝဲမျိုးသားလုံမြောက်ရေးတက်မတော့ DNL ရဲ့ဒုက္ခရာစစ်ကြောင်းဦးဆောင်မှုနဲ့ရေဗျူပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ YPPDF ဒဝဲ Guerrilla Revolutionary Force TPLF အေရမူတပ်ဖွဲ့ချက်တင်နဲ့ဘီလုံးပြောက်ကြတပ်ဖွဲ့ ဒေါင်းကြီးနောင်စစ်ကြောင်တခွဲတက်တို့ကပူပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်ပြည်သူများအနေနဲ့လည်းတနိုင်ငံလုံးအတိုင်းအတာနဲ့စည်ရေးကိုရှိန်ဟုံဒုံးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့်စည်ရေးအထူးအသည့်သတိပြုသွားလာနေထိုင်ကြရတဲ့စကောင်းစီတမအချိန်မရွေးလေချောင်းအုံပြုတ်တခိုင်းမှုတွေရှိလာနိုင်တာကြောင့်လေချောင်းရံကားကွက်ရေးနဲ့ပတ်သက်တဲ့သတင်းချက်လက်များကိုလိုက်နာကျင့်ကြံကြရန်ဒုက္ခရာစစ်ကြောင်းကတီပေနှိုးဆော်ထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံကို ILO Article 33နဲ့ရေးရွံ့ဆုံးဖြတ်မှုကြောင့် တရားမှုမရှိဆိုတဲ့စကောင်းစီရဲ့ထုတ်ပြန်ချက်ပေါ်မယုံကြည်ဘူးလို့ဂျန်ဖောပို့ကိုအလုံးမှုဆောင်မောင်းမြင့်ထုတ်ပြောတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မြန်မာနိုင်ငံကို ILO Article 33နဲ့ရေးယူမဲ့ကိစ္စဟာတစုံတရာတရားမှုမရှိနိုင်ဆိုတဲ့စကောင်းစီရဲ့ထုတ်ပြန်ချက်ပေါ်မယုံကြည်ဘူးလို့ဂျန်ဖောပို့ကိုအလုံးမှုဆောင်မောင်းမြင့်ကစတက်လော့ပီ Telegram Channel များမှတစ်ဆင့်ဝေဖန်ပြောဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာပြုလုပ်ခဲ့တဲ့တရားတစ်ဆက်၃ချိန်မြောက်ပြည်ပဆိုင်ရာလုံထမားညီလာခံ IRC မှာ အလौဒမာခွင့်ရေးနဲ့လူခွင့်ရေးချိုးဖောင်းနေတဲ့မြန်မာစကောင်းစီကို ILO Article 33ရာဘင်းထက်နဲ့တန်ခတ်ပိတ်ဆို့ရေးယူရန်ဆုံးဖြတ်ခဲ့ပြီးတော့အဲ့ဒီဆုံးဖြတ်ချက်အပေါ်မြန်မာနိုင်ငံအနေနဲ့တရားမှုမရှိနိုင်ဘူးလို့စတက်ရဲ့လौဒမာဝန်ကြီးဌာနကဇွန်လ6ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပြီးတုံ့ပြန်ခဲ့ပါတယ်ထို့ကဲ့သို့ ILO Article 33နဲ့ရေးယူမှုဟာမြန်မာနိုင်ငံပေါ်မှာတရားမှုမရှိနိုင်ဆိုတဲ့စကောင်းစီရဲ့ထုတ်ပြန်ချက်ကိုမယုံကြည်ကြောင်း ILO ရဲ့ရေးယူမှုတွေကြောင့်တရားမှုများဟာအနည်းနဲ့အများအနည်းနဲ့အမြန်ရောက်ရှိလာမှာဖြစ်ကြောင်း ဒါပြင်အိုင်ယလိုအာဒီကဲတာတီ3ရဲ့ရေယူမှုဟာကလေးကစားတာမဟုတ်ဘူးလို့ဂျန်ဖောပါတီဘိုးအလုံးမှုဆောင်မောင်မြင့်ကပြောဆိုပါတယ်။ကျွန်တော်ကစကောင်းစီရဲ့တရားမှုမရှိဆိုတဲ့ထုတ်ပြန်ချက်ပေါ်အဲလိုမယုံကြည်ဘူး။ဘာကြောင့်လဲဆိုတော့နိုင်ငံတကာရန်နေရတယ်ဆိုတာကနိုင်ငံတနိုင်ငံကိုဖိအားပေးတော့မယ်ဆိုရင်မျက်စိတွေပိတ်တယ်နားတွေပိတ်တယ်ခြေတွေလက်တွေကိုကျိုးနဲ့တုပ်တယ်တုပ်ပြီးတော့အပိုင်းလုံးပြီးဆိုတော့မှအဲဒီနိုင်ငံကိုပြိုကွဲအောင်လုပ်တာအခုလဲကျွန်တော်တို့စာပြီးတော့မှမျက်စိပိတ်နားပိတ်ကျိုးတွေတုပ်ဖို့စလုပ်နေပြီကျွန်တော်တို့ပေါ်မှာတရားမှုကရှိပါတယ် အနည်းနဲ့အများလာမယ်အနည်းနဲ့အများလာမယ်ပုံပွင့်လင်းပြောရမယ်ဆိုရင်တော့ ISC အစည်းအဝေးကနေခုလို Article 33ရရေယူမယ်ပြောတာကတော့တေးကြတယ်ဒါကကလေးကစားတာမဟုတ်ဘူးလို့ဂျန်ဖို့ဘဟုလုံမှုဆောင်မင်ကင်းမောင်မြင့်ကထုတ်ပေါ်ပြောဆိုပါတယ် ILO ကမြန်မာနိုင်ငံကို1999ခုနှစ်နဲ့2009နှစ်များမှာ Article 33နဲ့ရေယူခဲ့ပူပြီးအဲဒီချင်းကဥရောပသမဂ္ဂကမြန်မာနိုင်ငံပေါ်ပေးရထားတဲ့ GSP ကုန်သွယ်ရေးဆိုင်ရာအခွင့်တတ်တာကိုရင်အထူးခွင့်ရေးကိုရုပ်သိမ်းလိုက်တာကြောင့် အထယ်ချုပ်ပါဝင်ကုန်ချမ်းယူကုန်ချောပေးလက်ခစားလုပ်ငန်းများရပ်ဆိုင်ကအလုံတမတသိန်းနီးပါအလုံးလက်မဲ့ဖြစ်ခဲ့ရတယ်လို့၎င်းကဆိုပါတယ်။ဒါပြင် ILO ကပထမချိန်ရေယူစဉ်ကပြည်ရင်းမှာငွေကြေးဖောင်းဖွာမှုနှုန်းနေပြီးတည်ငြိမ်တဲ့အခြေအနေတည်းရဖြစ်ခဲ့ကြောင်းလက်ရှိ ILO ကရေယူတဲ့ဒုတိယချိန်မှာငွေကြေးဖောင်းဖွာမှုနှုန်းမြင့်မားပြီးကုန်ကြဆဲအများလုံးမြင့်မားနေတဲ့ကာလဖြစ်ကြောင်းဒါကြောင့်တရားမှုများဟာတေချာပေါက်ရှိလာမှာဖြစ်ကြောင်းလက်ရှိစက်တက်နေတဲ့ ILO ရဲ့စုံစမ်းရေးကော်မရှင်ကိုလက်ခံပူပေါင်းဆောင်ရွက်ခဲ့တဲ့လို့၎င်းကဆက်လက်ပြောပါတယ်။ ကျွန်တော်တို့ပြီးခဲ့တဲ့1999ခုနှစ်2009နှစ်တည်းတုန်းကဖြစ်ခဲ့တဲ့ဖြစ်စဉ်တုန်းကလည်း Commission of Inquiry မြန်မာနိုင်ငံကိုလာမယ်ဆိုတာကိုငါတို့ပြည်တွင်းရေးကိုဝင်ရောက်မဆော့ဖက်နဲ့ဆိုတဲ့အနေနဲ့လက်မခံပဲညှင်းပယ်လိုက်တာအခုတက်ကတဲ့2021 22မှာဖြစ်တဲ့ကိစ္စမှာလည်း Commission of Inquiry ဖွဲ့တယ်ဖိလစ်ပိုင်ကဥက္ကဋ္ဌလုပ်ပြီးတော့ဖွဲ့တယ်ဒါကိုလက်မခံဘူးဆိုပြီးညှင်းပယ်လိုက်တယ်အဲလိုညှင်းပယ်လိုက်တော့အခု resolution တွေချမှတ်တယ်ကျွန်တော်တို့ကဘာပဲပြောပြောမတည့်အတူနေပေါ့ အရာကိုလက်ခံလိုက်တာကကိုရဲနိုင်ငံချုပ်ချအာဏာကိုထိခိုက်သွားတယ်လို့တော့မယုံကြည်ဘူး။သူတို့ကိုထိုက်တဲ့နဲ့လက်ခံမှုနဲ့ထိုက်တဲ့နဲ့ရှင်ပြမှုတွေလောက်ခဲတဲ့နဲ့လို့ကျွန်တော်ကဒီလိုနားလည်တယ်။အခုဆိုလို့ရှိရင်လည်းခတ်တာက ILO ကိုရှင်ပြဖို့အခွင့်အရေးအားနည်းတယ်လို့မင်ကင်းမောင်မြင်းကပြောပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာလုံထမားများတမကအဖွဲ့ချုပ်ဥက္ကဋ္ဌဦးမောင်မောင်ကတော့အကြံပတ်စကောင်းစီထံသို့နိုင်ငံခြားငွေစည်းစိမ်မှုနဲ့လေရင်စီရာယူနေတဲ့ကိစ္စတွေကို ILO Article 33နဲ့ဖြတ်တောက်ရေးယူနိုင်ရေးဂျိုးပန်းမှာဖြစ်တယ်လို့ ပြည်တွင်းသတင်းဌာနတစ်ခုနဲ့မေးမြန်းကမ်းမှာထုတ်ပေါ်ပြောဆိုသွားခဲ့ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့တောင်ငုံတရားရုံးမှာတဆွဲထားတဲ့စစ်တပ်ကိုဘုံပြေလောင်ချာနဲ့ပြစ်ခတ်တိုက်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ရန်ကုန်တိုင်းတကုံမြို့တဲတောင်ပိုင်းမြို့နယ်တရားရုံးမှာတဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကို M79 ဘုံပြေလောင်ချာနဲ့ပြစ်ခတ်တိုက်ခဲ့ရမှာရန်သူပြင်းမှတ်ကိုထိရောက်စွာကြားရောက်ပောက်ကွဲမှုရှိခဲ့တယ်လို့ရဟုံအာမီဝိုင်းအမတာဝန်ရှိသူတဦးကပြောပါတယ်။ယမန်နေ့ဇွန်လ9ရက်နေ့ည7:35မိနစ်ခန့်က ရန်ကုန်မြို့တောင်တကုံမြို့နယ်မှာရှိတဲ့ဂျမက်စတက်လောက်ကံမြို့နယ်တရားရုံးမှာတဆွဲကလုံခြုံရေးယူပေးနေတဲ့စကောင်းစီတပ်သားတွေကို M79 ဘုံပြက်လောင်ချာနဲ့40မမဘုံနှလုံးပြက်ကတ်တကိုက်ခဲ့ရမှာပြင်းမှတ်ကိုထိရောက်စွာကြားရောက်ပောက်ကွဲမှုရှိခဲ့တယ်လို့သိရပါတယ်။ပြင်းမှတ်ကိုတက်တဲကြပါတယ်။ထိရောက်မှုရှိခဲ့ပါတယ်။နောက်ဆက်တွဲထိခိုက်တိုက်ဆုံပျက်စီးမှုကတော့စုံစမ်းနေတော့မှာရဲဘော်တွေအားလုံးဘေကင်းပါတယ်လို့ရန်ကုန်အာမေတပွဲမှာတာဝန်ရှိသူတအူးကပြောပါတယ်။အဆိုပါတကိုက်မှုကိုရန်ကုန်အာမေနဲ့နောက်ပိုင်းခရိုင်ဘက်ကဖားတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စကောင်းစိတ်နဲ့ပတ်သက်တဲ့ပြစ်မှတ်များကိုဆက်လက်တက်ခိုက်သွားမှာဖြစ်တယ်လို့တီးပေးထားပါတယ်။ဒါပြင်တောင်တကုံမျိုးနယ်ကပြည်သူတချို့ကိုဆက်သွယ်မေးမြန်းရမှာလဲ။အဲဒီလိုပြစ်ခတ်တက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့မချက်မပေးလို့ပဲနဲ့လက်ရှိတောင်တကုံမှာညာရှင်းနာကြီးကြော်ရင်လမ်းပေါ်မှာလူသူမရှိတော့ပဲအများစုသောပြည်သူများဟာအပြင်မထွက်ကြတော့ဘူးလို့ပြောဆိုကြပါတယ်။နောက်တစ်ထပ်မှပြန်ဆက်ပေးခြင်းတဲ့တရင်ကတော့အာရခတတော်အေးအေးတာဇီရနေတဲ့ကြောက်ဖြုတ်တိုက်ပွဲတရင်ကိုတင်ဆက်ပေးကြပါတယ်။ရခိုင်ပြည်နယ်မှာရှိတဲ့ကြောက်ဖြုတ်နယ်ရံပြဲမျိုးနယ်တို့ဟာရံပြဲဂျုံမော့မှာရှိတဲ့ဆက်ဆက်နေတဲ့မျိုးနယ်နှစ်ခုဖြစ်ပါတယ်။ ရံပြဲကြုံမမရှိတဲ့ကြောက်ပြုံမျိုးနဲ့အတွဲမှာတရုတ်ကိုပိုးတဲ့ရေနံနဲ့တဘာဝတံခွေပိုက်လိုက်များစားပြုတ်တဲ့ပြင်တရုတ်တို့ရဲ့ကြောက်ပြုံစီးပွားရေးစုံနဲ့ရေနံစိတ်ကံစီမံကိန်းရထားချက်များလည်းရှိတာကြောင့်အများအပြားစိတ်ဝင်စားကြပါတယ်၂023ခုနှစ်ဒီဇင်ဘာလ18ရက်နေ့မနက်မှာတော့ရံပြဲမြို့အောင်ချမ်းသာစီတီတိုက်ပွဲမှာစတင်ခဲ့ပါတယ်ဒါအရှေ့လျားခဲ့တဲ့မြို့ရင်းတိုက်ပွဲများလည်းဖြစ်ခဲ့ပါတယ်၃လတာနီးပါ85ရက်ကြာ2024ခုနှစ်မတ်လ17ရက်နေ့မှာတော့ရန်ပြဲမြို့ကိုအာရခတတ်တော်အေအေကလုံးဝအပိသက်တင်းယူနိုင်ခဲ့ပါတယ် ရံပြဲဂျုံပေါ်မှာရှိတဲ့ရံပြဲမြို့စကောင်းစီတက်စကံများစကူးလာတဲ့ဂျုံပြော်မြို့အခြေဆိုင်ခါလိုက်ရ36နဲ့အမ်မြို့အခြေဆိုင်ခမရ303တည်ရင်တို့ကိုပါချိန်မုံနိုင်ခဲ့တိတာမကကျောက်ပြူမြို့နယ်မှာရှိတဲ့မြို့ချောင်းရဲစကံစနေရဲစကံစင်ချောင်းရဲစကံမင်းပြင်းရဲစကံကပိုင်ချောင်းရဲစကံကွန်ချောင်းရဲစကံကျောက်ပြူရေချောင်းရဲတပ်ဖွဲ့ရုံစုစုပေါင်းစကံ9ခုပါတည်နိုင်ခဲ့ပါတယ်ရခိုင်ရုံးမအမ်မအီမကျောက်ပြူတို့လာရလမ်းမှာရှိတဲ့တရားများကိုအကြမ်းဆက်တက်ကိုယ်တိုင်မိုင်းခွဲဖျက်ဆီးပြီးဆုတ်ခွာသွားပါတယ် ရံပြဲမျိုးကိုတင်ပိုက်ပြီးတဲ့နောက်ရံပြဲကျုံပေါ်မှာရံပြဲမျိုးနယ်နဲ့ဂျောက်ဖြူမျိုးနယ်စနဲမျိုးနယ်ရွာများကိုအေးအေးကထိန်းချုပ်ပြီးတဲ့နောက်မှာ2024နှစ်ကုန်အထိအေးအေးဟာဂျောက်ဖြူမျိုးကိုဝန်ပတ်ပိတ်ဆို့ထားပါတယ်။ရံပြဲကျုံရဲ့80ရာခိုင်နှုန်းခန့်ကိုအေးအေးကထိန်းချုပ်ထားနိုင်ပြီးဂျောက်ဖြူနယ်အနီးတစ်ဝိုက်ကိုသာစစ်တပ်ကထိန်းချုပ်နိုင်ပါတော့တယ်။အရင်နောက်2024ခုနှစ်ကုန်မှာတော့ရခိုင်ပြည်နယ်မှာရှိတဲ့ဂျုံမျိုးတွေလို့ခေါ်ဆိုနိုင်တဲ့စစ်တွေ့ဂျောက်ဖြူနယ်မအောင်မျိုးဒုံမျိုးမှအပဂျန်နဲမျိုးအားလုံးကိုတင်ပိုက်ပြီးတဲ့နောက်မှာ 2025ခုနှစ်အတွင်းကြောက်ပြုတ်မျိုးတို့ဦးတည်လာတဲ့တိုက်ပွဲများကိုခက်ဆက်ဆိတ်မြင်လာရပါတယ်။ကြောက်ပြုတ်တိုက်ပွဲတွေအကြောင်းကိုစပြောရမယ်ဆိုရင်တော့ကြောက်ပြုတ်မှာမျိုးရင်းထောက်အုံနီးမှာဒိုင်းတက်ခါလိုက်ရ34ကြောက်တလုံးနဲ့ဂုံချွေမှာစကခငါလာအုပ်ခံခါမရ9လေးနဲ့ခါမရ9လေး3တို့ရှိပြီးဒိုရန်တောက်မှာရဲတက်ရင်30နှစ်ရှိပါတယ်။ဒါပြင်တမ17နဲ့တမ20မှာစိတ်ရင်အားများလည်းဖြစ်တင်းထားပါတယ်။ဒါပြင်တေပုတ်တောက်မှာလည်းအဓိကတညာဝရီရဲတက်စကန်းဌာနချုပ်ရှိပါတယ်။ကြောက်ပြုတ်မျိုးနဲ့မှာတညာဝရီရဲတက်စကန်းပြင်တောင်မော်ကြီးရဲတက်စကန်းနဲ့အုံကျွင်းရဲတက်စကန်းတို့လည်းရှိပါတယ်။ ကျောက်ပြူဟာလည်းစတွေ့ကဲတို့ပင်လေရေထော်ပေါက်ရှိပြီးဈေးရရင်ဆယ်စီခန့်ပါဝင်တဲ့ရေတက်နဲ့ရံပေးထားတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့မေလ9ရက်နေ့ကစတွေ့မျိုးမှာစကောင်းစီအင်အား၃ညချောက်ကိုကျောက်ပြူတညာဝရီရေတက်ဌာနချုပ်တို့ရေချောင်းမှပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ကျောက်တလုံးဖရာအနီးမှာရှိတဲ့ခမရ9လေးနဲ့ဂုံချွင်တိုင်းနယ်အနီးမှာရှိတဲ့ခမရ9လေး3တို့ထံသို့မဆလတွင်ကလေချောင်းမှနေအင်အား200ခန့်ဖြစ်တင်းခဲ့တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ Max တို့ရဲ့ရင်းနှီးကြီးတဲ့ Trend နဲ့ပြည်ပခါ တက်စလာကုမ္ပဏီဒေါ်လာ249ဘီလီယံဆုံးရှုံးခဲ့ရတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ Elon Musk နဲ့ Donald Trump တို့ကြားခါးတီးတဲ့ကတောက်ကစားဖြစ်မှုတွေကြောင့်တောင်အာဖရိကနယ်ပယ်တရေကြီးရဲ့စီးပွားရေးလုပ်ငန်းများပေါ်အာရုံစိုက်လာကြပါတယ်။မကြာခင်ကအင်ဂျူရောနဲ့မိဖက်ဆက်ဆက်ရေးမပြေမလည်ဖြစ်ခဲ့ပြီးတဲ့နောက်ဈေးဝတ်တန်ဖိုးဒေါ်လာဘီလီယံနဲ့ချီရှိတဲ့ငွေကြေးတွေနဲ့မရေရာတော့တဲ့အမေရိကန်ဆိုးရစာချုပ်တွေအပါအဝင် Musk ပေါ်ထိခိုက်နိုင်ခြေများကို AFP သတင်းမှဖော်ပြထားပါတယ်။တက်စလာကားကုမ္ပဏီဟာ Musk ရဲ့စီးပွားရေး empire မှာခြေကံအုပ်မြစ်ဖြစ်ပြီးတော့ ဇုံဦးတီထွင်လုပ်ငန်းရှင်အီလိုမတ်ဆာနိုင်ငံရေးလောကသို့ခြေနှင်းဝင်ရောက်ခြင်းမှာဆက်လို့ဒုက္ခများလာခဲ့ပါတယ်။အဲ့ဒီလျက်စစ်ကကုမ္ပဏီကြီးရဲ့စတော့ရှယ်ယာတွေဟာယခုနှစ်ဇော်ပိုင်းမှာဆက်လို့20ရာခိုင်နှုန်းကျော်ကျဆင်းသွားခဲ့ရမှာအီလိုမတ်စ်နဲ့ပတ်သက်တဲ့ငင်းပွားပွဲရများဒေါ်လာနေတဲ့ပေါ်ယင်းနီမြုံနံသူများကစိုးရိမ်နေကြောင်းထင်ရှားစေပါတယ်။မတ်စ်နဲ့ထရန်တို့ကြားမှာပြိပကဟာဇွန်9ရက်နေ့မှာလူသေရှင်ကြဖြစ်လာတဲ့အခါအချိန်နဲ့ဟာပုံမဆိုးသွားသွားခဲ့ပါတယ်။နိုင်ပိုင်းတွင်းမှာတက်စလာကုမ္ပဏီဟာဈေးကွက်တန်ဖိုးအမေရိကန်ဒေါ်လာ150ဘီလီယံဆုံးရှုံးသွားခဲ့ပြီး အီလွန်မတ်စ်ရဲ့ပူပလီကပိုင်ဆိုင်မှုများအနက်မှအမေရိကန်ဒေါ်လာ34ဘီလီယံရောကျသွားခဲ့ပါတယ်။ဒါပြင်ကုမ္ပဏီတိုးတက်ရေးကိုထောက်ကူပြုခဲ့တဲ့ဝင်ငွေကိုမှ short port နှုတ်ပယ်ခွင့်များကိုပယ်ဖျက်ရန်ဆိုးရွားကစီစဉ်ထားတဲ့အချိန် Trump နဲ့မဟာမိတ်ဖွဲ့ချင်းဟာ Tesla အတွက်ရွှေရောင်ခွင့်လန်းကြီးတရက်ဖြစ်ယူဆခဲ့ကြပါတယ်။ပို့ပြီးတော့အရေးကြီးတဲ့ချက်ဟာအီလွန်မတ်စ်အမေရိကန်လမ်းမများပေါ်မှာမောင်းသူမဲ့ကားများမောင်းနေနိုင်ရေးတို့က Trump ကအကူအညီပေးမယ်လို့မျှော်လင့်ထားခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါရေမှန်းချက်များဟာဆိုးရွားရဲ့စီမံစည်းကမ်းချက်တွေကြောင့်နှစ်ချီရပ်တန့်နေခဲ့ပါတယ်။ ဓာပြင်းနေပညာအရလမ်းမများပေါ်မှာမောင်းသူမဲကစိင်ရီအများပြမောင်းနေရန်ဆင်သင့်မဖြစ်မှာကိုအာနာပိုင်များကဇိုးရင်နာကြောင့်အဲ့ဒီဂျိုးပန်းမှုဟာနှောင့်နှေးခဲ့ရပါတယ်။ထရာအဲ့ဒီစင်မြင်စီကန်းတွေကိုရုတ်သိမ်းမယ်လို့မျှော်လင့်ခဲ့ပေမဲ့လည်းယခုကအဲ့ဒီဂတိကိုရဟာလုံးဝတေချာရေးရမှုမရှိတော့ပါ။စင်မြင်စီကန်းတွေကြောင့်မက်စနစ်နဲ့ထရန်ကိုလိုအပ်ပါတယ်။ထရန်ကိုမိတ်ဆွေအဖြစ်ကနေရန်သူဖြစ်ပြောင်းလဲပြစ်လို့မရပါဘူးလို့ဒူတီတီအိုင်တိုင်ဖက်စ်ကပြောကြားခဲ့ပါတယ်။အစိုးရဟာမော်တော်ယာဉ်ဒီဇိုင်းဆိုင်ရာစင်မြင်စီကန်းများကိုလည်းတတ်မှတ်ထားပြီးအီလိုမတ်စ်ကယခုလအတွင်းတက္ကသပြည်နယ်အော့စတင်မြို့မှာ ရှေပြေးစီမံချက်ဖြင့်စတင်ရည်မှန်းထားတဲ့ဇယုတ်တက်စီအများပြထုံးလုံးမှုပေါ်တည်ရောက်မှုရှိလာနိုင်ပါတယ်။ဒါပြင်မက်ဆီရဲ့လက်ရဆောင်နိုင်ငံရေးဝါဒကြောင့်ဒက်စလာရဲ့အဓိကဖောက်တယ်များကိုလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။တဘာဝပဝင်းကျင်းနဲ့လိုလံမှုကိုတံပိုးထားတဲ့ဖောက်တယ်များကဒက်စလာဟာ၎င်းတို့တံပိုးထားတဲ့စံနှုန်းများနဲ့ကိုင်းညီတဲ့အမတ်တဆိတ်ဖြစ်ရှုမြင်ခဲ့ကြပါတယ်။ရကူးကဂါပိုင်းရှင်တချို့ဟာ၎င်းတို့ရဲ့ကားများမှာ Elon Musk အယူမထားခင်ကဝယ်ယူထားတယ်ဆိုတဲ့စတစ်ကာများကိုကတ်ထားကြပါတယ်။ဒါကလည်းရောင်းအားကိုထိခိုက်စေပါတယ်။ဥရောပမှာလဲစစ်ကရောင်းအားတက်လာခဲ့ပေမဲ့ တက်စလာရဲ့ဈေးကွက်ဝယ်စုဟာအီဘီလာတွင်50ခန်းလုံးကျဆင်းခဲ့ပါတယ်။ဒါဟာမတ်စကနိုင်ငံရေးမှာပါဝင်ပတ်သက်နေခြင်းနဲ့ဂါမော့ရဲ့ဟောင်းများကြောင့်ကျဆင်းခဲ့ရခြင်းနဲ့ဖြစ်ပါတယ်။အီလိုမတ်စ်နိုင်ငံရေးမှာပါဝင်ပတ်သက်နေခြင်းဟာတက်စလာရဲ့ဈေးပွားရေးကိုထိခိုက်စေတယ်လို့ယင်းနီမြောင်းနှံသူများရဲ့ရစက်ငါရခိုင်နှုန်းကယူဆထားကြတယ်လို့မော်ဂန်စတန်လေးစတန်မှာလည်းဖော်ပြထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတင်နားဆင်ခဲ့တဲ့တရင်ပတ်သက်များကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပတရင်တော်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။ အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ